ကိုယ်ဘွားမှာရှင်တ်ဆရာတွေရှိရလားဘာတွေဟာရှင်တ်ဆရာတွေလဲလို့ဘုရားမြတ်စွာ ဟောကြားဆုံးမတော်မူခဲ့တဲ့ဂီတုတ်တံကိုလေ့လာသုံးသပ်ချီပြီးတော့လူပေါင်းလူဘွားမှာနေကြတဲ့ဥပဒကဥပတိကမလို့ခေါ်ကြတယ်ဘုရားဘာသာဝင် သူတော်စင်နေနေနဲ့အနည်းဆုံးရှင်တ်ဆရာ အရင်ချင်းနေကိုယ်မှရှိရလားဆိုတာစဉ်းကျင်စဉ်းစားဖို့ပေါ့နော်ရသော်ဘုရားကဟောကြားထောက်ပြထားတဲ့အချက်တွေဒုသနမှာရှိရင်ဒုဘဝမှာจิตနဲ့ဆရာပဲဆိုတာကိုယ့်ကိုယ်ဆုံးဖြတ်လို့ရအကယ်၍မှဒီအချက်တွေမပြည့်စုံသေးဘူးဆိုရင်จิตနဲ့ဆရာမကောင်းသေးဘူးလို့ပြောဘဝမှာဘဝဆိုတာဟာ ကျင့်တတ်ဆရာတွေများစွာရှိတော့လေမကျင့်တတ်ဆရာတွေကလည်းများစွာရှိတယ်ပေါ့ဓမ္မရှုထောင့်ကကြည့်တဲ့အခါဘဝမှာမကျင့်တတ်ဆရာတွေကိုရှာဖွေတွေ့ထားဖို့လိုတယ်ကျင့်တတ်ဆရာတွေကိုလည်းရှာဖွေတွေ့ဖို့လိုအပ်တယ်ပေါ့အဲ့တော့မိမိတို့အနေနဲ့မကျင့်တတ်ဆရာကောင်းတဲ့ဘဝမှာ လူဖြစ်လာကြပြီးကျင့်တတ်ဆရာကောင်းတဲ့အချက်လက်တွေတို့မှာဘာတွေလိုအပ်တယ်လဲဆိုတာ အလေးနဲ့စဉ်းကျင်စဉ်းစားပြီးတော့ကို့ဘဝပြုပြင်ကြရမှာဖြစ်တယ်။ဘုရားရဲ့အဆုံးမကတော့မိုင်းစင်တာတည်ခြင်းလို့ခေါ်တဲ့အတိုင်းစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတယ်။အဲ့တော့မြန်မာနိုင်ငံမှာတော့မြတ်စွာဘုရားရဲ့အဆုံးမတွေအလွယ်တကူနာယူပြီးတော့နေခွင့်ရတော့အလွယ်တကူကြားနာခွင့်ရတဲ့အခါမှာတခါတည်းရမှလူတွေမှအမှတ်တမဲ့ ပေါ်များတယ်လို့ထင်ပြီးတော့အလေးနဲ့ထားလို့မရှိကြတာမျိုးကလည်းဂျုံတတ်တယ်ပေါ့အဲ့ဒါမျိုးမဖြစ်အောင်တတိထားဖို့တော့လိုအပ်တာပေါ့နေတင်ကားဒီမဲ့ဘုန်းကြီးတို့စီမှာဒီပြည်တဲ့နိုင်ငံကတိုရစ်တူရောက်လာတယ်ဘုရားဘာသာနဲ့ပတ်သက်ပြီးသိကျင်တယ်သူတို့သိထားတဲ့အသည့်တွေဟာရသော်ဘုရားရဲ့အဆုံးအမ ထေရဝါဒအစဉ်လာနဲ့မကိုက်ညီတဲ့အသည့်တွေသူတို့မှရှိတယ်။အဲ့ဒါတွေကို ရှင်းလင်းပြီးတော့ပြောပြလိုက်ရ။အဲ့တော့လူတိုင်းလူတိုင်းဟာရသော်ဘုရားရဲ့အဆုံးအမကိုရနိုင်ကြတာမဟုတ်ဘူး။မြန်မာနိုင်ငံလူတွေကကံကောင်းလို့ရနေတာကိုရနေသည့်အတွက်ကြောင့်အချို့အချို့သောပုဂ္ဂိုလ်တွေကဒါတွေကတော့ရလွယ်တယ်လို့စိတ်ထဲမှာထင်ပြီးအလေးနဲ့မထားဘဲနဲ့နေလို့ရှိရင် ချိန်သာကုံသွားပြီးတော့ကို့မှာအကျိုးဖြစ်ထွန်းမှုအားနည်းသွားမှာဖြစ်တယ်။ဒါကိုတော့အလေးနဲ့ထားစဉ်းစားထားတဲ့နေပေါ့။တခါတည်းကကြတော့လူတွေဟာတံပိုးတစ်ခုကိုလွန်မပဲတိချ။ဥပမာမဲ့လူတယောက်ရဲ့တံပိုးဆိုတာအဲ့ဒီလူမရှိတော့ဘူးဆိုမှသိတယ်။အဲ့သိပြီဆိုတဲ့အချိန်ကျတော့နောက်ကျပြီဘာမှလုပ်လို့မရဘူး။အချိန်ရဲ့တံပိုးဆိုတာလေအချိန်ကုန်သွားမှတိချ။အချိန်ကုန်တော့ဘာလုပ်လို့ရအောင်မလဲ။ ဘာမှလုပ်လို့မရတော့ဘူးအဲ့လိုမျိုးလို့ပဲရဘုရားရဲ့အဆုံးအမတွေအလွယ်တကူတိကွင်ရပါရဲ့တန်းနဲ့ရသော်ဘုရားရဲ့အဆုံးအမတွေအလေးနဲ့ထားပြီးတော့နာယူရမှန်းမှတ်သားရမှန်းလေးလာရမှန်းစီးပွားရမှန်းမသိဘူးတိတောင်မှပဲအချားကိစ္စတွေနဲ့လူတွေဟာအချိန်ကုန်ပြီးတော့ကိုယ်ဘဝမှာတန်ဖိုးဆိုတာဘာလဲဆိုတာ စဉ်ញင်စဉ်းစားမှု မပြုခဲ့လို့အချိန်ကုန်သွားပြီဆိုတော့မှဩတို့ဟာဆုံးရှုံးသွားပြီဆိုတာမျိုးအဲ့ဒီကြမှာတော့မတတ်နိုင်ဘူးဘာမှတတ်နိုင်နော်ဘာမှတတ်နိုင်ဟိုဒေဝတုတ္တသုတ္တမှာလို့တတိထားเสียပါဘောဒေဝတုတ္တသုတ္တမှာဒီဝိမာတိကစိတ်တာမျိုးလို့ခေါ်ရတဲ့ စတုမာရီနှမျိုးလို့လည်းဆိုနိုင်တယ်ပေါ့ယမမင်းကြီးဆိုတာရှိအဲ့ဒီယမမင်းကြီးကတကယ်သူတော်ကောင်းကြီးငရဲကိုဆွဲချဖို့သူလာနေတာမဟုတ်ဘူးတမင်းကို volunteer ကတင်မှုရသူကငရဲတကားကနေစောင့်နေတယ်တကယ်သူတော်ကောင်းကြီးယမမင်းဆိုတာကြောက်စရာမဟုတ်ဘူးဘုရားဘာသာ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမှာယမမင်းကြီးရဲ့ဆန္ဒဆိုပြီးတော့ဟောထားတာရှိအဲ့မှာယမမင်းကြီးကငရဲကြလာတဲ့ပုံကိုယ်တွေအခုသူအလွန်ကြီးရင်တော့တခါတည်းငရဲတန်းကြသွားတဲ့ပုံကိုယ်ရှိအေးမတော်တဆမှားရမှုလို့အခုသူဖြစ်လာတဲ့ပုံကိုယ်တွေကြတော့ငရဲရောက်လာတဲ့ပုံကိုယ်တွေကြတော့ယမမင်းကြီးကသူ့ရဲ့ကုသိုလ်ကောင်းမှုတွေကိုဖော်ပေးပြီးငရဲကလွတ်အောင် သူကလွတ်တာမဟုတ်ဘူးကိုလုပ်ခဲ့တဲ့ကုသိုလ်ကလွတ်တာနော်အဲ့ဒီကုသိုလ်ကောင်းမှုကိုပြန်လီတတိဖို့ပေးတဲ့အလုပ်ကိုသူလုပ်တော့ပြန်လီတတိဖို့ပေးလို့အဲ့ဒီအချိန်မှာကုသိုလ်ဆိုတာဘလောက်အားကိုးစရာကောင်းလဲအဲ့ဒီအချိန်မှာ အမေလည်းအားကိုးစရာမရှိဘူးအဖေလည်းအားကိုးစရာမရှိဘူးနော်ဖေလည်းအားကိုးစရာမရှိဘူးဆွေမျိုးညာတိတွေဆိုတာလည်းအားကိုးစရာမရှိဘူးငွေကြီး ယူဆောင်လာပြီးတော့ယမမင်းကြီးကိုလက်ဆောင်ထိုးပြီးတော့လွတ်ဖို့ဆိုတာလည်းမရှိဘူးဘယ်လိုမှ လုံးလို့မရတဲ့အချိန်အာကိုရမှာတော့ကိုလုံးခဲ့တဲ့ကုသတရားပဲဖြစ်တယ်ပေါ့အဲ့ဒီမှာယမမင်းကြီးကမေးခွန်းနဲ့မေးလိမ့်ရှိတယ်ဘာမေးတော့ဆိုဒါတတိထားဖို့ပြောပြတာနော်ယမမင်းကြီးကတတိထားဖို့သူမေးတဲ့မေးခွန်းကဘာတော့ဆိုရင်မင်းလူဘဝနေတော့ငါတဲ့တိတတ်တဲ့အရွယ်ရောက်တဲ့အခါမှာ ဒေဝတုတ္တဆိုတဲ့နတ္တမန်တွေလူလောကမှာရှိနေတာမင်းမသိခဲ့ဘူးလားလို့ဆိုသိခဲ့ဘူးတဲ့အဲ့ဒီကျတော့ရှင်မမင်းကြီးကပေါ်ပေးတယ်ဘင်းအဖိုးအဖွားတွေမတွေ့ခဲ့ဘူးလားလို့ဆိုတွေ့ခဲ့တာပဲတဲ့အဖိုးအဖွားတွေတွေ့အဲ့ဒီအဖိုးအဖွားတွေတွေ့တဲ့အခါမှာအော်ငါလဲအိုရအောင်မှာပဲဆိုတဲ့မအိုခင်တော့ငါကောင်းတာလုပ်မှာပဲဆိုတဲ့စိတ်ထဲမှာ အတွေးလေးမပေါ်ခဲ့ဘူးလား မပေါ်ခဲ့ဘူးတဲ့မိလားအေးမင်းအချိန်လေးလွန်လာခဲ့ပြီအဲ့ဒီတုန်းကမင်းငါလဲအိုရအောင်မာဆိုပြီးကောင်းတာတွေလုပ်ခဲ့မယ်ဆိုရင်မင်းဒီမရောက်နိုင်ဘူးတဲ့အဲ့တော့မင်းမပါကုသိုလ်မမရဘူးဆိုတော့ဒါမင်းအဖေလုပ်တာလည်းမဟုတ်ဘူးအမေလုပ်တာလည်းမဟုတ်ဘူးမင်းဆွေတွေမျိုးတွေကလုပ်တာလည်းမဟုတ်ဘူးမင်းကိုယ်တိုင်လုပ်ခဲ့တာမင်းကံရှိသမျှတော့ခံရတော့မှာပဲလို့ဒီလိုလက်တမန်တွေကို သူဩသူနာသူသေးဆိုတာတွေနဲ့မေးပြီးတော့ကုသကောင်းမှု လုပ်ဖို့တတိယသလားမရဘူးလားဆိုတာမေးမြန်းစစ်စစ်တာသူကအဲ့ဒါဖော်ပေးတာလောကလူတွေမှာကို့မှာအမတ်ရစရာတွေအချက်တွေရှိပါလျက်တမ်းနဲ့အမတ်တမဲ့အချိန်ကုန်လွန်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဒီကနေ့ခေတ်မှာလည်းစဉ်းစားကြည့်နော်အလွယ်တကူရတာရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေဟောပြောနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ် မိမိတို့ကိုယ်တိုင်လည်းပဲလေ့လာမယ်ဆိုရင် ဖြစ်နိုင်တဲ့စာအုပ်စာရဏတွေရှိတယ်။မိမိတို့ကိုယ်ွယ်တဲ့ဆရာတော်သမေတော်တွေလည်းရှိတယ်။မေးမြန်းပြီးတော့ဘယ်လိုလုပ်ရမလဲ။တရားကိုဘယ်လိုချင်းရသလဲဆိုတာတွေမေးမြန်းစီဘူးလေ့လာလို့ရှိရင်ရနိုင်ရတဲ့အဲ့ဒီအခွင့်အရေးကြီးကို စီးပွားရေးအကြောင်းပြခေါ်ဟာဒီဟာအကြောင်းပြပြီးတော့ဘဝတစ်ခုကုန်လွန်သွားမယ်ဆိုရင်စဉ်းစားတာချီတော့ နော်အလေးနဲ့မထားတဲ့ပုံကိုယ်တွေအများရှိတယ်နော်တဘွားလေးကိုတခဏလေးကိုထာဝရထင်ပြီးတော့အလေးနဲ့မထားကြအောင်နောက်ဆုံးမှာတရားဝဲလာတဲ့ပုံကိုယ်တောင်မှပဲတရားဝဲလာပြီးစကားထိုင်ပြောနေတဲ့ပုံကိုယ်တွေရှိသေးတယ်လေတရားဝဲတော့လာတယ်တရားတော့မနာဘူးစကားထိုင်ပြောနေအဲ့လိုပုံကိုယ်တွေစဉ်းစားကြည့်အချင်းလွန်သွားလို့တရားဝဲပြီးတယ်သူတို့ဘာရလိုက်ဘာမှမရလိုက်အဲ့ဒါကို ကို့မှာတန်ဖိုးမဲ့မှန်မသိဘူးဆိုလို့ရှိရင်တော့ခုနယမမင်းကြီးစစ်တဲ့အချိန်ကြတော့မှမလုခဲ့ရပါဘူးလို့ပြောခံပြောရမယ့်အနေအထားမျိုးဖြစ်သွားတယ်။တတိကြီးစွာထားတဲ့ပေါ့တန်ဖိုးရှိတဲ့အချိန်တွေမှာတန်ဖိုးရှိရှိအသုံးချတတ်ဖို့အမှန်တမ်းအရေးကြီးတယ်။အေးခုလို့ဓမ္မသဘင်ရှင်ကျင့်ပါပြီမြတ်စွာဘုရားရဲ့အဆုံးအမတွေကြားကြရနားကြရတယ်ဆိုတာ နိုင်ငံရခြားတိုင်းတစ်ပါးမှာနေတဲ့ပုဂ္ဂိုလ်တွေအတွက်မဟာအခွင့်အရေးကြီးကြားတော့မကြားဘူးနော်မကြားဘူးဘူးအဲ့မှာဒီလေကအဲ့ဒီပြင်သစ်တူရစ်နှစ်ယောက်ကိုသိကျင်တယ်သူတို့သိကျင်တယ်သူတို့သိနေတဲ့ဘုရားဘာသာကိုသူတို့ယုံကြည်တယ်ဒါပေမဲ့သူတို့သိနေတဲ့အသည့်တွေကလွဲမှားနေတော့လွဲမှားနေတာတော်တော်ဖြောင်းအောင်ပြောရတယ်ဟောတော်တော်ဖြောင်းအောင်ပြောရတဲ့အခါ အနည်းငယ်လေးတော့အတန်ငယ်လေးတော့ရိပ်မိသွားတဲ့သဘောတော့ရှိတယ်ပေါ့ဒါပေမဲ့လို့တည်တည်ချာချာနားလည်ဖို့ဆိုတာသူတို့ကိုယ်တိုင်လေ့လာချရအောင်မှဖြစ်တယ်ပေါ့အဲ့ဒါလို့ဘုရားဘာသာက